တက်ကွင်းဒီတန်းမှာလေဟင်းနေတာချစ်ချင်းနေပဲ။ဒါပေမဲ့အပြစ်ကင်းပါလေ။မြေတစင်းလို့မကောက်ခွေးတော့။အဲ။ဒါဆို rubber လုပ်လို့ရတယ်နော်။ချိုးရတွေအရင်အဆုံးရောက်တာမကောင်းဘူး။အဲမဖြစ်နိုင်တဲ့အရာတွေကိုအရင်ယုံကြည်တာမကောင်းဘူး။ဖြစ်နိုင်တဲ့အရာတွေကိုပဲယုံကြည်ဖို့ကြိုးစားပါ။ကိုယ့်ကိုယ်ကိုယုံကြည်ဖို့ကြိုးစားပါ။ကျွန်တော်ကတော့အဲ့လိုပဲအကြံပေးခြင်းနဲ့ဘာလို့ဆိုတော့ကျွန်တော်အမြဲတမ်းကျွန်တော်ကိုကျွန်တော်ပဲယုံအောင်အမြဲတမ်းကြိုးစားနေတဲ့လူဖြစ်တဲ့အတွက်အဲကျွန်တော်နေ့တွေနေ့တွေလည်းမယုံဘူး ကျွန်တော်ဇူရီရဲ့ဆိုင်းတွေပါတယ်လဲကျွန်တော်မယုံဘူး။ဒေဒင်းတွေရေတွေပါတယ်လဲကျွန်တော်မယုံဘူး။အဲ့လိုမျိုးမယုံတဲ့လူဖြစ်တဲ့အတွက်အဲကျွန်တော်ကတော့လိုပဲအကြံပေးခြင်းနဲ့ဒီလိုမျိုးကတော့ဝယ်မှာဒီလိုမျိုးစကားမျိုးပြောရတော့မကောင်းပါဘူး။ဒါပေမဲ့ကျွန်တော်ကျွန်တော်အတွေ့အမြင်အရာကျွန်တော်အမှန်တိုင်းဒါပြောရတာပါဟုတ်။ကောင်းကောင်းကျူးရဖို့ဆိုလူတွေကအကုန်လုံးကအမှားရယ်။ကောင်းဖို့အတွက်ပဲစူးစမ်းနေကြတာဗျာ။ကောင်းအောင်ပဲနေခြင်းကလူကောင်းဝင်ဖြစ်ခြင်းကဆိုတော့အစိုးကောင်းမှမှအကောင်းဆုံးခွဲခြားပြီးတော့အကောင်းဆုံးနေထိုင်တော့အကောင်းဆုံးပဲပေါ့ ဘာသာတရားတိုင်းမှာလည်းအဆုံးအမတွေအများကြီးရှိပါတယ်။မကူနာပြောဆိုဘာသာကြားရဲ့လို့မဟုတ်ဘူးဗျာ။အဲ့ဒါကြီးမဆိုင်ဘူး။ဘာသာတရားကြီးအကုန်လုံးကကောင်းတယ်။လူတွေကပဲမကောင်းတာ။မကောင်းတာကိုကောင်းအောင်နေနိုင်ရင်ကောင်းတာပဲလေ။ဟုတ်တယ်မလား။ကံကံအကျိုးကောင်းတာလုံးကကောင်းတာဖြစ်မယ်။အဲ့တော့ကောင်းတာဖြစ်ဖို့အတွက်ကောင်းတာပဲလုပ်လေ။ဟုတ်တယ်မလား။အဲခရိယံမှာလည်းစိုက်တဲ့အတိုင်းရိပ်ရမယ်ဆိုတာမျိုးကရှိတာ။အဲ့တော့ခြုံငုံကြည့်ရင်ဘာသာတရားဆိုတာကြီးကောင်းစဉ်နဲ့ရှောက်တက်မနေနဲ့ရော။ကောင်းဖို့အတွက်ပဲအားလုံးကဆုံးမတာလေဒီ။ဆိုတော့ကောင်းအောင်ပဲနေဖို့ပဲလိုတယ်။ ကျွန်တော်တို့လူတွေကလည်းခတ်တာပါလေဆိုတော့အရန်ကိုကိုကောင်းတယ်လို့ထင်ပြီးတော့ကောင်းသွားတယ်ဆိုပြီးကောင်းတဲ့နေတက်ပြီးမကောင်းတာလေးလည်းအများကြီးရှိနေကြကိုကိုကမသိဘူးကိုမန်နဲ့ထင်ပြီးတော့တမဆော့ကောင်းနေကြအဲ့တော့အဲအစိုးကောင်းမမန်ကိုဟိုကိုဘက်ကိုဘက်ကိုဆွဲမတွေးပဲနဲ့ဘက်ပေါင်းစုံမျှတွေးပြီးတော့ကောင်းအောင်နေနိုင်ဖို့အရေးကြီးပါတယ်အဲဇလန်တွဲနာမည်လေးကဝိဇာတက်ကွင်းမှာဂမ်ဘီယာဆန်ဆန်ဇလန်လေးတစ်ပုတ်ပါအဲ့ဒါကိုအကောင်းဆုံးကျွန်တော်ဖန်ပြီးပါမယ်အဲပါဝင်မဲ့ character ကတော့ဟို အဲဒီဝိဇာပေကွင်းကိုရတဲ့ရေကိုနှစ်ယောက်ထည့်ရတယောက်ပေါ့နော်အဲ့လိုပုံစံလေးပါဟုတ်အစ်စ်ဖြစ်ပါတယ်ကျွန်တော်ပို့ကျွန်တော်တခါမှမရိုက်ဘူးပါဘူးဒီလိုမျိုးပုံစံမျိုးငငယ်လေးတွေကဒီလိုမျိုးတွေစိတ်ဝင်စားပါတယ်အဲဒီလိုမျိုးဝိထုလေးတွေဖတ်ရတာလည်းကြိုက်ပါတယ်အဲ့လိုငငယ်တုန်းကဆိုရင်မင်းသိမ့်ခါတို့ပါဆိုရင်မိုက်တယ်လေအခုဒီလိုမျိုးရိုက်ခွင့်ရတယ်ဆိုတော့ကျွန်တော်အတွက် challenge လည်းဖြစ်တယ်ကျွန်တော်လည်းအကောင်းဆုံးကြိုးစားခြင်းနဲ့ character ဖြစ်တဲ့အတွက်အဲအကောင်းဆုံးကြိုးစားပါမယ်ဂျိုဒင်ပြင်ဆင်ရမှာထွေရူရော60ရဲ့က မရှိသေးပါဘူးဒါ item line နဲ့ပတ်သက်ပြီးတော့အအရင်ကနေမတူအောင်တော့ကြိုးစားဖို့စဉ်းစားထားတယ် script လေးဖတ်နေတယ်ဝေစာပိုင်းလေးတွေစီစဉ်ထားတယ်ဒီလောက်ပါပဲအဘဟုဒုရလေးတစ်ခုပါပဲအဲဒီလိုမျိုးပစ္စည်းလေးတွေအဥမာဝိုးကြိုးသွားတော့ဓာတ်လုံးတို့ဒီလိုမျိုးလေးတွေဆိုကျွန်တော်ငငယ်တွေအကြာဘူးနေတဲ့အရာလေးတွေဖြစ်တယ်အဲတုံးတန့်ရင်တော့စေးပေါ့နော်မတုံးတန့်ရင်ဘေးဒီလိုမျိုးအဲ story လေးတွေကို လှလှလေးရေးပြီးတော့ဇလန်တစ်ပုဒ်တီထွင်ချတယ်အမပေါင်းပြတ်တာပါဟုတ်အဲ့လိုအဲ့လိုလေးပါပဲဘုဟုတ္တတာလေးတစ်ခုပါပဲတချို့အရာတွေကလည်းအဲကျွန်တော်တို့ကရိုက်ပြရဲဆိုပေမဲ့ဒီအချိန်မှာကျွန်တော်ကဟိုဘယ်လိုပြောမလဲကျွန်တော်ရိုက်တဲ့ကားဖြစ်တဲ့အတွက်တော့ကျွန်တော်ဒီဘက်ကိုဆွဲပြီးတော့မပြောချင်ဘူးအဲကျွန်တော်ကျွန်တော်စိတ်ထဲမှာရှိတဲ့အတိုင်းပဲကျွန်တော်အမှန်တိုင်းကျွန်တော်ပြောပြခြင်းနဲ့အဲတချို့အရာလေးတွေကအဲအရင်အစွဲလန်းကြီးပြီးတော့အဆုံးရောက်လုံအောင်ကြီးမကောင်း အစိုးကောင်းအမှားမှန်ကိုတေချာခွဲခြားပြီးတော့ယုံသိမ့်မယုံသိမ့်လေးတွေစဉ်းစားအဲဘောနော်အဲ့လိုမျိုးလေးတွေကျွန်တော်ကတော့လို့ပဲတွေးတယ်ဒါမျိုးတွေကကျွန်တော်ကတိတ်မယုံနဲ့ထဲမှာပါတယ်ဒါပေမဲ့ဒီစကားကကျွန်တော်တို့အဲဟိုဘယ်လိုပြောပရိသတ်ကိုကောင်းစေချင်တဲ့အရာလေးတွေပေးမယ် message လေးတွေအများကြီးပါမှာဖြစ်တဲ့အတွက်ဒါမျိုးကိုကျွန်တော်ရိုက်ကူးပြတာပါအခုနောက်သုံးသက်တလို့မျိုးပဲပေါ့နော်ချိုးရတဲ့အရင်အဆွန်ရောက်တာမကောင်းဘူးအဲမဖြစ်နိုင်တဲ့အရာတွေကိုအရင်ယုံကြည်တာမကောင်းဘူးဖြစ်နိုင်တဲ့အရာတွေကိုပဲယုံကြည်ဖို့ကြိုးစားပါ ကိုယ့်ကိုယုံကြည်ဖို့ကြိုးစားပါကျွန်တော်ကတော့အဲ့လိုပဲအကြံပေးခြင်းနဲ့ဘာလို့ဆိုတော့ကျွန်တော်အမြဲတမ်းကျွန်တော်ကိုကျွန်တော်ပဲယုံအောင်အမြဲတမ်းကြိုးစားနေတဲ့လူဖြစ်တဲ့အတွက်အဲကျွန်တော်နေနေနေလည်းမယုံဘူးကျွန်တော်ဇူရီရဲ့ sign နေပါတယ်လည်းကျွန်တော်မယုံဘူးဗီဒီယိုနေရေးတဲ့အားလည်းကျွန်တော်မယုံဘူးအဲ့လိုမျိုးမယုံတဲ့လူဖြစ်တဲ့အတွက်အဲကျွန်တော်ကတော့လိုပဲအကြံပေးခြင်းနဲ့ဒီလိုမျိုး grow ဘယ်မှာဒီလိုမျိုးစကားမျိုးပြောရတော့မကောင်းပါဘူး။ဒါပေမဲ့ကျွန်တော်ကျွန်တော်အတွေ့အမြင်အရာကျွန်တော်အမှန်တိုင်းဒါပြောတာပါဟုတ်။မယုံဘူး။မယုံကျွန်တော်အဲ့လိုမျိုးမယုံဘူး။ ဲ့တော့ယုံတဲ့လူတွေကိုလည်းနည်းနည်းဘယ်လိုပြောရမလဲအခုကိုယ့်ကိုပဲယုံအောင်အများကြီးစ조사ပါတယ်ကိုယ့်ကိုပဲလူဆိုတော့ကိုယ့်ကိုယုံအောင်조사တဲ့နယ်လို့ပဲထင်တယ်ကိုယ့်ကိုမယုံကြည်ရအောင်ဆိုရင်ပဲရအောင်မကောင်းဘူးတိလားဟောကိုယ့်ကိုယုံကြည်အောင်အများကြီး조사နေတဲ့လူကအာသူများတစ်ဖက်သားကိုလည်းယုံကြည်မှုပေးနိုင်တယ်ကိုယ့်ကိုလည်းယုံကြည်မှုအကောင်းဆုံးတည်ဆောက်နိုင်တယ်အဲအဲ့လိုမျိုးထင်ပါတယ်ဟောကျွန်တော်အရင်ကမယုံဘူးဆိုတာလေဒီလိုဟိုကျွန်တော်ရှောက်တွေးကြည့်တာပေါ့နော်အဲ ဟိုဥမာနေ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 ဇိုရီရဲ့ sign တွေပါ냐ဆိုဆိုတာတွေရေးထားတဲ့အရာတွေကိုကျွန်တော်အကောင်လုံးကိုဖတ်ကြည့်တယ်ဥမာထားပါတော့ကျွန်တော် Aquarius ဆို Aquarius ဆိုရင် Aquarius တခုတည်းကိုကျွန်တော်မဖတ်ဘူး Scorpio တို့ Virgo တို့အကောင်လုံးကျွန်တော်လိုက်ဖတ်တယ်ဆိုတော့အဲ့တခြားဖတ်ကြည့်တဲ့အရာတွေမှာလည်းတချို့အရာလေးတွေကိုယ်နဲ့တိုက်ဆိုင်တာလေးတွေလည်းပိုင်ပါလာတယ်ပြီးတော့ content writer တွေကကောင်းကောင်းဟိုစကားလုံးလှလှလေးတွေလူတွေကြိုက်အောင်ရှောက်ရေးရေးထားတယ်လို့ပဲမြင်တယ်ဥမာထားပါတော့အမက စကော်ပီယိုဆိုတော့စကော်ပီယိုမှာကျွန်တော်ကြိုက်တဲ့အရာတွေကျွန်တော်ကိုကျွန်တော်လည်းဖန်တီးနိုင်တယ်လို့ကျွန်တော်ထင်တယ်အဓိကကျွန်တော်ကကျွန်တော်ပဲဗျာဒီဒီဟာတွေမဟုတ်ဒီထဲမှာရေးထားတဲ့စာရေးအတိုင်းကျွန်တော်တို့ကလိုက်ပြီးတော့အဲသူတို့သတ်မှတ်ထားတဲ့အရာတွေအတိုင်းကျွန်တော်တို့ကလိုက်စီမျောနေကိုမလိုဘူးလို့တော့ထင်ကောင်းကောင်းကျိုးရဖို့ဆိုလူတွေကအကုန်လုံးအမှားရယ်ကောင်းဖို့အတွက်ပဲစူးစမ်းနေကြတာဗျာကောင်းအောင်ပဲနေကြညာလူကောင်းဝင်ဖြစ်ချင်ညာဆိုတော့အစိုးကောင်းမှမယ်ကောအကောင်းဆုံးခွဲခြားပြီးတော့အကောင်းဆုံးနေနိုင်တော့အကောင်းဆုံးပဲပေါ့ဘာသာတရားတိုင်းမှာလည်းအဆုံးအမတွေအများကြီးရှိပါတယ် မကူနာပြောဆိုဘာသာကြားရဲ့လို့မဟုတ်ဘူးဗျာအဲ့ဒါကြီးမဆိုင်ဘူးဘာသာတရားကြီးအကုန်လုံးကကောင်းတယ်လူတွေကပဲမကောင်းတာမကောင်းတာကိုကောင်းအောင်နေနိုင်ကောင်းတာပဲလေဟုတ်တယ်မလားကံကံအကျိုးကောင်းတာလုံးကကောင်းတာဖြစ်မယ်အဲ့တော့ကောင်းတာဖြစ်ဖို့အတွက်ကောင်းတာပဲလုပ်လေဟုတ်တယ်မလားအဲခရိယံမှာလည်းစိုက်တဲ့အတိုင်းရိပ်ရမယ်ဆိုတာမျိုးကရှိတာအဲ့တော့ခြုံငုံကြည့်ရင်ဘာသာတရားဆိုတာကြီးကောင်းစဉ်နဲ့ရှောက်တက်မနေနဲ့ဟောကောင်းဖို့အတွက်ပဲအားလုံးကဆုံးမထားတာလေဒီဆိုတော့ကောင်းအောင်ပဲနေဖို့ပဲလိုတယ် ျွန်တော်လူတွေကလည်းခတ်တာပါလေဆိုတော့အရင်ကိုယ့်ကိုကောင်းနေလို့ထင်ပြီးတော့ကောင်းသွားတယ်ဆိုပြီးကောင်းတဲ့နေတက်ပြီးမကောင်းတာလေးလည်းအများကြီးရှိနေကြကိုယ့်ကိုယ်သာမသိဘူးကိုမှန်နေထင်ပြီးတော့တမဆော့ကောင်းနေကြတာအဲ့တော့အဲဆိုးကောင်းမမှန်ဟိုဟိုကိုယ့်ဘက်ကိုယ်ဘက်ကိုဆွဲမတွေးပဲနဲ့ဘက်ပေါင်းစုံမျှတွေးပြီးတော့ကောင်းအောင်နေနိုင်ဖို့အရေးကြီးပါတယ် fashion နေနဲ့ပြောင်းပုံစံအစ်စ်လေးပြောင်းထားတာနော်အဲ့လိုလည်းမဟုတ်ပါဘူးဒါအမှန်တကယ်တော့ဒါမရိပ်မရိပ်ရလေးတာပါမဟုတ်ဒီကားတော့မဟုတ်ဘူး ဟုတ်ပါဘူးခြေတလုံးမွေးတွေပူနေလို့ကောင်းလှုပ်ပါရတော့ပါဟုတ်ပါဘူးဆိုက်ပါဘူးရိတ်ထားတယ်ကွာအဲလိုပဲလေမားလေအသက်တွေကြီးလာပြီပတ်လာပြီဆိုတဲ့အတွက်တချို့နေရာတွေကအဲယော့ယော့လာယော့လာတဲ့နေရာတွေမယော့အောင်ကျွန်တော်ပြန်တင်ရအောင်ပြန်တင်နေတဲ့ဘောဖြည့်ဆွက်ရတော့ကွက်လက်လေးဖြည့်ရတယ်ကိုကိုဘယူအဲဘယူစိုက်ပါတယ် အရင်တော့ကတော့ view site တွေထဲမှာမပေါ်ပါဘူးဖြစ်လို့နေပါတယ်ဒါပေမဲ့နောက်ပိုင်းမှာဖြစ်လို့မနေပါဘူးတသက်ရက်လေးနေပါတယ်ဟိုဒီဘာဘာလို့လဲဆိုတော့ပဲများတော့မဟုတ်ဘူးယောက်ျားတယောက်နေတဲ့အဲနေသိနေထိုက်တဲ့ပုံစံမျိုးလေးတော့နေတယ်ဒါပေမဲ့ကျွန်တော်တို့ကလုံနေတဲ့အလုပ်ကအမှုပညာလုပ်ဖြစ်တယ်မျက်နှာတွေခန္ဓာကိုယ်တွေကိုပြပြီးတော့အလူတွေမျက်စိပဓာတ်ဖြစ်အောင်ကျွန်တော်တို့တရုပ်ဆောင်နဲ့အရာတွေကအကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ကအဲစူးစမ်းနေတဲ့အချိန်မှာတရုပ်ဆောင်ကောင်းနေနေုံနဲ့လည်းမပြီးဘူး လူတွေကြည့်ပြီးတော့ရှုပ်ပြီးတော့ဖြစ်ဖို့လဲလိုတယ်အစတွေကယုတ်ကလည်းရွက်ချမ်းရေကျိုးဆိုတော့အာကောင်းမွန်အချောဆုံးဖြစ်အောင်နေပါတယ်ယူဆိုင်ပါတယ်ရှိပါတယ်လက်ရှိပါတယ်တဲ့ရောင်ပြီးဖြေလိုက်အဲ့လိုလည်းမဟုတ်ပါဘူးတချို့လူတိုင်းကလှကြင်ကြတာပါပဲအမှန်နေတိုင်းမှန်ကြည့်ကြတာပါပဲဆိုတော့အဲအဲအခုလောက်ထိဂယူမဆိုင်ဘူးဆိုရင်လေဂယူဆိုင်ပြင်မယ်ထင်ပါတယ်ကိုကိုကိုပေါ့ ်မှန်ကြည့်ပြီးတော့ view site ရမယ်နော် view site ရမယ်နော်အဲနော်မိုက်ဥဆိုရင်မင်းတော့အဲအကိုကိုပြန်ဆုံးမတာပေါ့နော်ဝမ်းနေစရာကောင်းတယ်မေးခွန်းတွေလာမေးနေပြီဟမ်ကျွန်တော်တို့ပါတော့အခြေရေးတွေပါမေးကြလေဘာလို့ဇိုင်းဘာလဲငေါန်းတက်ခဲ့လားဒီကားနဲ့မရဝိဇာတက်ကွင်းတက်ကွင်းဒီထဲမှာလေဟင်းနေတာချစ်ချင်းနေပဲဟာဒါပေမဲ့အပြစ်ကင်းပါလေမြေတစင်းလို့မကောက်ခွေးတော့အဲ ။ဒါဆို rapper လုပ်လို့ရမယ်နော်။အဲအကျိုးတွေးတာဖြည့်အမားတို့မင်းအဲ့လိုဖြည့်မယ်ဆိုပြီးတော့လေ။လမ်းပေါ်မှာလမောင်းတစ်ဖက်လွတ်နေပါလား။အမိုက်တင်ခဲ့ဦးရဲ့ဒီချက်ကို။လမောင်းတစ်ဖက်လွတ်နေ။အဲမဟာလွမ်းကနည်းနည်းလေးကြာမယ်ထင်တယ်။အဲဒါပေမဲ့မသေးကြဘူး။ production မိုင်းနဲ့ season 2လည်းသူတို့ရိုက်ဖို့ရှိတယ်။ဆိုတော့မဟာလွမ်းအရင်ထွက်မလားကဘာဒီမီအရင်ထွက်မလားမသိဘူးကျွန်တော်က နှစ်ခုစလုံးအကောင်းဆုံးအားထည့်ထားပါတယ်အဲရထွက်လာတာတိုင်းအကောင်းဆုံးဖြစ်ဖို့မျှော်လင့်ပါကျေးဇူးပါ